ကပ္ပဦးချမ်းအခန်းကြီး59ထိုစကားအတိုင်းယောသက်သည်ဖာရောမင်းထံသို့တွား၍ကျွန်တော်အပန်းနေအကိုတို့သည်တိုးနွားဥစ္စာရှိသမျှကိုဆောင်လျက်ခါနန်ပြည်ကရောက်လာ၍ဂေါရှင်ပြည်၌ရှိကြပါသည်ဟုပြောသည်ဖြင့်အကိုစုထဲကရွေရွေငါးယောက်တို့ကို အထံတော်သို့တွင်းလေ၏ဖာရောမင်းကလည်းတင်တို့သည်အဘယ်သို့လှောက်ဆောင်လျက်ရှိကြသည်နည်းဟုမေးလျင် သူတို့ကကိုရောဂျွန်တို့သည်ဘိုးဘိုးနှင့်တကွတူရင်းဖြစ်ကြပါ၏ဟု၍၎င်းခါနန်ပြည်၌အလွန်အစာခေါင်းပါ၍တူနွားကြက်စားရာမရှိသောကြောင့်ကိုရောဂျွန်တို့သည်ပြည်တော်၌တဲကိုချင်းကလာကြပါ၏တို့ဖြစ်၍ကိုရောဂျွန်တို့သည်ဂောရှင်ပြည်၌နေရမည်အကြောင်းခွင့်ပေးတော်မူပါဟု၍၎င်းပြောကြ၏ဘာရောမင်းကလည်းတင်ဤအပနှင့်အကိုတို့သည် တင်းထန်သောရောက်လာကြသည်ဖြစ်၍အေဂုရုဘီသည်တင်းရှင်းမှရှိ၏တင်းဤအပါနှင့်တင်းဤအကိုတို့ကို အကောင်းဆုံးသောအရာသောရှင်ပြည်၌နေရာချလော့သူတို့တွင်အစံတတ္တိရှိသောသူ အချို့တို့ကိုတွေ့လျင်ငါဤတုံနွားအုပ်အရာ၌ခံထားလော့ဟုယောသက်အားမိတ်တော်မူ၏ယောသက်သည်အပါရာဂုတ်ကိုတွင်၍ဖာရောမင်းရှင်းမှထားသဖြင့်ယာဂုတ်သည်ဖာရောမင်းကိုကောင်းချီးပေး၏ဖာရောမင်းက တင်သည် အသက်အပင်များလောက်ရှိပြီနီးဟုရာကုတ်အားမေးလင်ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍လွန်သောအသက်သည်အနှစ်130ရှိပါပြီကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနေ၍သိုးပါ၏ဧည့်သည်အာဂန္တုဖြစ်သောဘူဝီတို့၏အသက်တန်းကိုမမီပါဟုပြောဆိုပြီးလင်ဟာရောမင်းကိုကောင်းချီးပေး၍အထံတော်ကထွက်သွားလေ၏ ဟာရမင်းအမိတ်တော်ရှိသည့်အတိုင်းယောသက်သည်အပန်းနှင့်အကိုတို့ကိုမယားချ၍အဂရုပြည်၌အကောင်းဆုံးသောအရာရာမတက်မြေကိုအပိုင်ပေး၏အပန်းနှင့်အကိုများအပန်းဤအိမ်သားရှိသမျှတို့ကိုအနေများလိုက်ကျွေးမွေး၏အလွန်အစာခေါင်းပါ၍တပီလုံးစားကြမရှိသောကြောင့်အဂရုပြည်နှင့်ခါနန်ပြည်သည်အာရုံလေ၏ပြည်သားဝယ်သောစပါအဖိုးအဂရုပြည် ခန္ဓာပြင်း၌တွေ့သည်မသောငွေကိုရောတက်စုသိမ့်၍နန်းတော်သို့တွင်းထားလေ၏အဂုရုဘီခန္ဓာပြင်း၌ငွေကုန်သောအခါအဂုရုလူပေါင်းတို့သည် ရောတက်ထံသို့လာ၍စားစရာကိုပေးသနာတော်မူပါကျွန်တော်တို့သည်ငွေကုန်တော်လဲရှေးတော်၌ဘဲကြောက်တရားပါအနီးဟုရှောက်ကြတော်ရောတက်ကငွေကုန်လင်းတိရိစ္ဆာန်များကိုပေးကြ သတင်းစံအတွက်စပားကိုပေးမိဟုဆိုသည့်အတိုင်းသူတို့သည်သတင်းစံတို့ကိုယူခဲ့၍ယောသတ်သည်မြေတို့နွားမိတို့အတွက်စပားကိုပေးသည့်ဖြင့်ထိုနေ့တွင်သတင်းစံရှိသမျှတို့အတွက်ပြည်သားများကိုကြေမွေး၏ထိုနေ့ဂုံပြီးမှဒုတိယနေ့တွင်လာကြလျင်ကျွန်တော်တို့မွေကုံเจ้าကိုသခင်ရှေ့မှမထိန်ဝက်ပါ ျွန်တော်တို့တရိစ္ဆာန်များကိုလည်းသခင်ရပါပြီ။သခင်ရှင်မှာကျွန်တော်တို့ကိုနှင့်မြေမတပါအပေရာမမကြံပါ။ရှိတော်၌အဘဲเจ้าတည်၍ပြည်တော်ပြည့်ရပါအံ့ဤ။အစာကိုပေး၍ကျွန်တော်တို့နဲ့ကျွန်တော်တို့မြေကိုဝယ်ပါ။ကျွန်တော်တို့သည်မြေနှင့်တကွဖာတော်ပင်ဤကြုံခံပါမည်။ကျွန်တော်တို့သည်မသည်အသက်ရှင်စေခြင်းက၎င်းပြည်တော်သည် လူမစိမ့်ညံစေခြင်းက၎င်းမျိုးစည်းကိုပေးပါဟုလျှောက်ကြတော်ယောသတ်သည်အဂရုမီရှိသမျှကိုဟာရောမြင်ဖို့ဝယ်လေ၏အစာခေါင်းပါ၍အဂရုလူတို့သည်မတတ်နိုင်သောကြောင့်အတီးတီးပိုင်သောမြေအကွက်တို့ကိုရောင်းကြသဖြင့်မြေသည်ဗန္နာတော်ဖြစ်လေ၏လူတို့ကအဂရုပြည်တစွန်းမသည်တစွန်းတိုင်အောင်မြို့တို့သို့ပြောင်းစေ၏ ယေဘရဟိတောပိုင်သောမြေကိုကားမဝေသူတို့သည်ဖာရမင်ဂျွမွေးသည့်အတိုင်းဂျွမွေးသောအစာကိုစားရကြ၏ထို့ကြောင့်မိမိတို့မြေကိုမရောရကြယောသက်ကလည်းတင်တို့နှင့်တင်တို့မြေကိုဖာရမင်ဖို့ယနေ့ငါဝေပြီမျိုးစည်းကိုယူ၍လေလုံကြလော့အတီးအနံကိုရသောအခါငါဖို့တွင်တဖို့ကိုဖာရမင်အားဆက်ရကြမည်ဒေဖို့ကိုကတင်တို့ယူ၍ နောက်တဖန်မျိုးစည်းကိုကျဲကြလော့သင်တို့စား၍အိမ်သားများသူငယ်များတို့ကိုကြွေးကြလော့ဟုဒီသားတို့အားဆို၏သူတို့ကလည်းကိုတော်သည်ကျွန်တော်တို့အသက်ကိုကယ်ပါပြီတနာသောစိတ်နှင့်ကြည်ရှိတော်မူပါကျွန်တော်တို့သည်ဖာရောဘုရင်၏ကျွန်းခံရပါမည်ဟုလျှောက်ကြ၏ထို့ကြောင့်ဖာရောမင်းမပိုင်သောယေဘရဟိတ်တို့မိကိုထား၍ ဟာရောမင်းသည်ငါဖိုးတွင်တဖိုးကိုပိုင်တော်မူစေဟုယနေ့တိုင်အောင်အဂရုပြည်၌တည်သောဓမ္မတက်ကိုရောသက်စီရင်၍ထားတည်။ဤဒေလာသားတို့သည်အဂရုပြည်ဂောရှင်အရ၌နေတဲ့ဖြင့်ဥစ္စာရတက်၍တို့ပွားများပြကြ၏။ယာကုပ်သည်အဂရုပြည်၌သက်ခွန်နှင့်အသက်ရှင်၍အသက်နှစ်ပေါင်း149နှစ်ရှိသည်။ ဤလေလာသည်တရသောအချိန်ဤသောတာယောတက်ကိုခေါ်၍ငါကိုတနာလင်တင်ဤလက်ကိုငါပောင်အောင်၌ထားပါလော့ဒီယုနာတစ္ဆာနေအညီငါ၌ပြုပါအေဂရုပိ၌ငါကိုမတူကြပါနှင့်ငါသည်ဘိုးဘင်းနှင့်အတူအိတ်ကျင်ပါ၏အေဂရုပိမှငါကိုဆောင်းသွား၍သူတို့တင်ကြိုင်း၌တကြရမည်ဟုဆို၏ယောသက်ကလည်းအပဆိုသည်အတိုင်းကျွန်ုပ်ပြုပါမည်ဟုဝန်ခံလေ၏ ငါအားကျေဇူးချင်းကိုပြုပါဟုဆိုပြန်လင်ကျေဇူးချင်းကိုပြု၏ဣတိလာတိလည်းကတိကောင်းရင်းပေါ်မှာကိုးကွယ်လေ၏